ီမိုဟိုက်ဂျီကျွန်းကိုအဝေးကြီးရောက်နေတယ်အဲဆိုတော့လေဒီမိုအမတက်ဖြစ်တာပါဒါပေမဲ့မိသားစုတွေအားလုံးအဲဒီမိုရဲ့အမျိုးတွေအားလုံးအဲအခုနောက်မှတော်တဲ့ဆွေမျိုးတွေအကုန်လုံးအရန်လှပြီးတော့မင်္ဂလာဆောင်ပွဲကြီးอ่ะအရန်ကိုခန္ဓာလှပပြီးတော့ကွယ်အရန်ကိုဟိုအရန်ဘယ်လိုခေါ်မလဲပျောပပြတတ်အောင်အရန်လှနေကြတဲ့အတွက်နှစ်ဖက်ဆွေမျိုးအားလုံးအဲဒီကနေမြင်ရတာကဒီမိုသဘောကျပါတယ်အရန်ပီတိဖြစ်ပါတယ် ်။ပြီးတူမလေးနဲ့တောင်မှခဲ wedding pre wedding တရုတ်ပြည်မရိုက်ခင်တူမလေးနဲ့တူတူဒီမိုကားရိုက်ခဲ့တာလေ။ဥစော်ပဲ။တိုင်ယုံကိုစော်ပဲနော်။အဲ့လောက်ဆိုရင်တော့တမီးတည်ပါပြီ။စူပြည်အချစ်ဦးလည်းဟုတ်တယ်။ဟီစာဦးလည်းဟုတ်တယ်။နောက်ဆုံးချစ်သူလည်းဟုတ်တယ်။အခုဆိုရင်အမျိုးသားလည်းဟုတ်တယ်။ ကတီမိုဘဝနဲ့ဟပ်ပြီးတော့တီမိုတန်းငယ်လေးလို့ခေါ်တာတန်းငယ်လေးနဲ့သမီးငယ်လေးကိုတီမို wish လုပ်ထားတာရှိပါတယ်ဟိုအကုန်စင်မျိုးတွေလည်းအဆင်ပြေပါတယ်လို့အရန်လှနေတဲ့စင်မျိုးတွေအတွက်ပီတိဖြစ်ပါတယ်မနေ့ညမှာမနေ့ညမှာပြန်ရောက်တာပါအာတီမိုအရင်ဆုံးကြိုပြီးတော့ နှစ်ပွဲပြီးဒီကဒီမိုချိုပြီးဖြည့်ထားပါတယ်နော်ဟိုဖြည့်ထားပါတယ်ဟိုဟိုဟာပေါ့အဖိုးဖွားတွေကြောတဲ့နေရာဒီမို uniform နဲ့ဖြည့်ထားပါတယ်အဒီမိုဒိုက်တာ9ယောက်နဲ့ရိုက်နေတယ်ကိုထွန်းထွန်းကိုထွန်းထွန်းနဲ့လည်းရိုက်နေတယ်ကိုသားညီနဲ့လည်းရိုက်နေတယ်အဲ့အချိန်မှာညမမအာဦးညောင်နဲ့လည်းရိုက်နေတယ်ပြီးတော့ကိုသူတော်ဆိုတာလည်းလည်းရိုက်နေတယ်ပေါ့နော်အခုကြည့်အောင်မပြီးသေးဘူးဒီမို high ကြီးကျွန်းအဝေးကြီးရောက်နေတယ်အဲဆိုတော့လေဒီမို amateur ဖြစ်တာပါဒါပေမဲ့မိသားစုတွေအားလုံးအဒီမို့ရဲ့အမျိုးတွေအားလုံးအခု နောက်မှကြော်တဲ့ဆွေမျိုးတွေအကုန်လုံးအရန်လှပြီးတော့မင်္ဂလာဆောင်ပွဲရအရန်ကိုခန္ဓာလှပပြီးတော့ကွယ်အရန်ကိုဟိုအရန်ဘယ်လိုခေါ်မလဲပြောပြပြတတ်အောင်အရန်လှနေကြတဲ့အတွက်နှစ်ဖက်ဆွေမျိုးအားလုံးအဲဒီကနေမြင်ရတာကဒီလိုသဘောကျပါတယ်အရန်ပီတိဖြစ်ပါတယ်မောင်ဟင်းဝေရန်မင်းချစ်တဲ့တရားဝင်အချင်းလင်မယားအဖြစ်ပေါင်းသိနေထိုင်လူကြသဖြင့်မိမိတို့၏စိတ်ဆန္ဒ ဘူးအဲ့လိုပြောလိုက်ရင်သိပါပြီသမီးအရှိမလဲဒီမိုးချိုပြောထားရတယ်အများကြီးရှိပါတယ်ကိုဆွေမျိုးသားတွေအဓိကပါပဲပြီးတော့ဒီမိုးကလည်းအမေရင်းအဖေရင်းမဟုတ်ဘူးလေနော်သမီးနော်အာဒီလိုပါပဲအဲအနုဟိုအကယ်ဒမီပေးပွဲတွေဆိုလို့ရှိရင်လည်းဟိုအဲဟိုပေါ့တက်ချင်တဲ့လူလည်းရှိတယ်ဟိုဝစီရောက်နေတဲ့လူလည်းမတက်ဖြစ်ဘူးပေါ့အဲဒါမျိုးတွေကတော့ရှိပါတယ်ဒီမိုးအစိုးဆုံးဆုံးပြောထားပြီးသွားပါပြီနော်ဒီမိုးမင်းသမီးဘဝတော့ကဆိုရင်ဟဲ့ငါဒီနေ့ငါတူလေးမိကလာဆောင်ရှိတယ်ငါရက်လိုက်မယ်ဆိုပြီးတော့မှဒီမိုးမင်းသမီးဘဝတော့ကဒီမိုး အများကြီးရှိတယ်တီမို series အခွေတွေထွက်တယ် CD ခွေထွက်မယ်အမင်းသမီးဒီနေ့ CD အခွေထွက်တော့ promotion သွားမယ်တီမိုပြောပိုင်권ရှိတယ်တီမိုတို့ကအခုဇက်ပို့ဆိုင်ပြန်ဖြစ်သွားတဲ့အခါကျတော့တီမိုတို့ကပြောပိုင်권မရှိပါဘူးဒါတွေအားလုံးကိုလည်းဆွေမျိုးတွေသိပါတယ်ခြားလဲခြားပြပြီးသွားပြီဒီတူမလေးနဲ့တောင်မှကဲ wedding pre wedding တရုတ်ပြည်မရိုက်ခင်ဒီမှာလေးနဲ့တူဒီမိုကားရိုက်ခဲ့တာလေဥစော်ပဲအာယုံကိုစော်ပဲနော်အဲ့လောက်ဆိုရင်တော့တမီးတည်ပါပြီမီမီမမေးနဲ့တော့လေအားလုံးအဆင်ပြေတယ်ပြေပြေတယ်နော်โอเคအော်ဒီမိုတင်ထားပါတယ်မိုခန်းဆိုရဲအကောင်ဝင်ကြည့်လိုက်ပါဒီမိုကဒီမိုဘဝနဲ့ဟပ်ပြီးတော့ဒီမိုတန်းငယ်လေးလို့ခေါ်တာတန်းငယ်လေးနဲ့တမီးငယ်လေးကိုဒီမို wish လုပ်ထားတာရှိပါတယ်ဟိုအကုန်စင်မျိုးတွေလည်းအဆင်ပြေပါတယ်လို့အရန်လှနေတဲ့စင်မျိုးတွေအတွက်ပီတိဖြစ်ပါတယ်တီမိုအများကြီးကြည့်ပြီးတီမို ဖိုင်းကြီးကျုံးလို့ဆိုဟာမျိုးရုပ်ပင်လဲဘက်ကိုရောက်နေတယ်ဒါမဲ့ဒီမို့အင်တာနက်ကနေပြောမှကြည့်ပါတယ်ဟာဖေးဟိုနော်အချိကြည့်ရလိုင်းပေါ်မှာတလားလုံးတလားခွဲလောက်ကိုသမီးငယ်လေးနဲ့တားငယ်လေးတကယ်စက်တည်ရှိစွာနှစ်ဖက်မိပါလေရောစက်တည်ရှိစွာမြင်ရလားအရန်စိတ်ချမ်းသာပါတယ်အရန်လည်းပျော်တယ်ရန်ပီတီဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးပါ